တယန်ဇာတာနဲ့တဘာဝပဝင်ခြင်းထင်းသေးဝင်ကြီးဌာနအပူပိုင်းဒေတာစိမ့်လန်းစုပြေးရေးဦးစီးဌာနအနေဖြင့်မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြားမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည် Quick Impact Project စီမံကိန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရန်အကူအညီပေးရေးသဘောတူစာချုပ်အရာမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းမိုးနယ်ဒေတာရှိတောက်သုံးရေရှားပါလျက်ရှိတဲ့ကြေးရွာများမှာဆိုလာစွမ်းအင်အသုံးပြု၍တောက်သုံးရေရရှိရေးစီမံကိန်းနားလည်မှုစာချုပ်လွှာကို 6ရက်7လ2023ရက်နေ့မှာသဘောတူလက်မှတ်ရေးထိုးပြီးစတင်ကောင်းထည့်ဖို့ဆောင်ရွက်ခဲ့ပါတယ်။စီမံကိန်းလုပ်ငန်းများအနေဖြင့်2024 2025ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသဖြစ်တဲ့မကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာအမှန်တကယ်ရေရှားပါပြီးတောက်သုံးရေဖူလုံမှုရှိတဲ့ခြေရွာတရွာစီကိုရွေးချယ်ပြီး ဆိုလာစွမ်းရင်အသုံးပြု၍တောက်သုံးရေးရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။အဆိုပါစီမံကိန်းလုပ်ငန်းများအကောင့်ထေပေါ်ဆောင်ရွက်ရန်အတွက်တင်တာရွေးချယ်စီစီရေးလုပ်ငန်းများကိုသက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များရဲ့ကြီးကြပ်စီမံမှုဖြင့်ဆောင်ရွက်ခဲ့ပါတယ်။အပူပိုင်းဒေသစိမ့်လန်းစုပြည်ဦးစီးဌာနအနေဖြင့်ကျေးရွာရေရရှိရေးကော်မတီများနဲ့ပူးပေါင်း၍မြေအောက်ရေအဝီစီတွင်တူဖော်ခြင်းစူလာစနစ်တက်ဆင်ခြင်း ဂါလန်2500ဆန်ရေကန်တိဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့တဲ့အတွက်ယခုအခါအဆိုပါစီမံကိန်းကြေးရွာများမှာတန်ရှင်းတဲ့တောက်သုံးရေများဖူလုံစွာရရှိနေပြီဖြစ်တဲ့အတွက်ဒေသခံပြည်သူများမှာအိန္ဒိယအစိုးရနဲ့ပြည်သူများကိုအထူးကျေးဇူးတင်လျက်ရှိပါတယ်။ Quick Impact Project စီမံကိန်းကြေးရွာတည်အနေဖြင့်မကွေးတိုင်းဒေသကြီးမကွေးမြို့နယ်ကာတောင်းကြီးကြေးရွာအားရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။ကာတောင်းကြီးကြေးရွာဟာမကွေးမြို့မှာကတ္တရာလန်းစလေးမိုင် မြေသားလမ်းရှင်းမိုင်စုစုပေါင်း22မိုင်ခန့်ကွာဝေးပြီမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စည်ရင်းများအရာပြည့်စင်မီရရှိခြင်းမရှိသေးတဲ့တောက်သုံးရေရှားပါတဲ့ခြေရွာတရွာဖြစ်ပါတယ်ကာတောင်းကြီးခြေရွာဟာ ရခင်ကတောက်သုံးရေရရှိရေးအတွက်ခြေရွာမှာ9မိုင်ခန့်ကွာဝေးတဲ့ဒေါင်းနေချောင်းမရေကိုတွားရောက်ခတ်ယူသုံးဆွဲခဲ့ရပြီး တောက်သုံးရေလုံလောက်မှုမရှိတဲ့အတွက်နှစ်စဉ်နှစ်တိုင်းရေကားများဖြင့်ရေလူတန်းချင်းများဆောင်ရွက်ခဲ့ရတဲ့ကြေးရွာတွေရွာဖြစ်ပါတယ်။ကတောင်းကြီးကြေးရွာမှာအိမ်တော်စု145စုလူဦးရေ1000တဦးနေထိုင်ရရှိကောင်းအခြေခံပညာအလဲတန်းကျောင်းတစ်ကျောင်းဖုံးတော်ကြီးကျောင်းနှစ်ကျောင်းကျေးလက်ကျမ်းမာရေးစီပီကန်တစ်ခုရှိပြီးကျေးရွာနေဖြင့်စိုက်ပျိုးမွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြပြီးကျေးရွာတွင်နွားကောင်ရေ425ကောင် စိတ်ကောင်းရေး890ကောင်းနဲ့ယာအီက450ရှိကနှမ်းပြောင်းဝါစသီတို့ကိုအဓိကထားစိုက်ပြူကြပါတယ်။ကာတောင်းကြီးကျေးရွာမှာဆိုလာစွမ်းအင်အသုံးပြု၍တောက်သုံးရေရရှိရေလုပ်ငန်းများကိုအကောင့်ထည့်ဖို့ဆောင်ရွက်ရန် KTZ Unity Company မှနှစ်ရက်3လ2024ရဲ့နေ့မှာကြက်တန်းပေါင်း52.53တုံညာချက်ဖြင့်တင်ဒါအောင်မြင်ခဲ့ပြီးတန်ရှင်းတဲ့ရေကောင်းရေတန့်ရရှိရေးအတွက်စီမံကိန်းလုပ်ငန်းဆောင်ရွက်မိနေရအား ကွင်းစင်းတိုင်းတာချင်းများပြုလုပ်ခဲ့ကအဝီစီတွင်းတူဖော်ခြင်းလုပ်ငန်းများကို9/6လ2024ရဲ့နေ့မှာစတင်ဆောင်ရွက်ခဲ့ပါတယ်။တွင်းအနက်ပင်900တူဖော်ခဲ့ပြီးလေးလက်မှ GI ပိုက်ပေ900တက်ဆင်းခြင်းဂါလန်2500ဆက်ရေကန်တည်ဆောက်ခြင်း7.7 kW ဆိုလာစနစ်တက်ဆင်းခြင်းလုပ်ငန်းများကို31/9လ2024ရဲ့နေ့မှာအပြီးဆောင်ရွက်နိုင်ခဲ့ပြီးရေထွက်နှုန်းအနေဖြင့်တနအီလဂါလန်2000ထွက်ရှိပါတယ်။ ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့စမ်းသပ်ချက်အရရေရည်သွေးအနေဖြင့်6.75 pH level ရှိတဲ့အတွက်တောက်သုံးရန်သင့်လျော်ကောင်းမွန်တဲ့ရေရရှိခဲ့ပါတယ်ရှင်။အပူပိုင်းဒေတာစိမ်းလန်းစုပြေးဦးစီးဌာနမှာဆူလာစွမ်းရင်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများကိုသတ်မှတ်ထားတဲ့စံနှုန်းများရရှိရန်နဲ့အချိန်မီပြီးစီရန်အချိန်မြင့်ကြီးကျက်ဆောင်ရွက်ခဲ့ပြီးကျေးရွာအတွက်တန်ရှင်းတဲ့တောက်သုံးရေ အသုံးပြုနိုင်ရန်အဝီစီတွင်ရေကန် 7.8 kW solar စနစ်နဲ့ဆက်ဆက်ပစ္စည်းများကိုကြေးရွာသူ31ရက်9လ2024ရက်နေ့မှာလွှဲပြောင်းပြည့်ရခဲ့ပါတယ်။ကြေးရွာရေရရှိရေးကော်မတီမှဦးဆောင်၍တန်ရှင်းတဲ့တောက်သုံးရေးစဉ်ဆက်မပြတ်ရရှိရေးနဲ့စီမံကိန်းမှာလွှဲပြောင်းပြည့်ရလာတဲ့ဆက်ဆက်ပစ္စည်းများကိုရေရှည်အသုံးပြုနိုင်ရေးထိမ့်သိမ်းစောင့်ရှောက်ခြင်းများဆောင်ရွက်လျက်ရှိပြီးယခုအခါကြေးရွာမှာတောက်သုံးရေးဖူလုံစွာရရှိနေပြီဖြစ်ပါတယ်ရှင်။ယခုလို့ တန်ရှင်းနဲ့တောက်သုံးရေးဖူလွန်စွာရရှိရန်ကုညီထောက်ပံ့ပေးတယ်။အိန္ဒိယအစိုးရနဲ့ပြည်သူများကိုကာတောင်းကြီးကျေးရွာမှာကျေးရွာသူကျေးရွာသားများဤဝမ်းသာပီတိကျေးဇူးတင်စကားများကိုတင်ဆက်လိုက်ရပါတယ်ရှင်။တပ်တော်တော်ကလည်းလဲသုံးဆွဲရတယ်။ဒီလည်းအခမဲ့သုံးဆွဲရတော့ကျွန်တော်ကျေးရွာမှာဟိုအများကြီးရိုးရှိတယ်ပေါ့လေ။ဒီလိုလောက်ပြည့်တဲ့အတွက်အကုန်လုံးကျေးရွာလူတွေရောဩခရာတွေရောကျွန်မအကုန်လုံးရေကိုယ်တိုင်ကျေးဇူးတင်ပါတယ်လို့ပြော အလိုက်အတိုင်းမသိဘူးယေຊုတင်ပါတယ်အဲ့လူတွေကိုတွေ့တွေ့တော့တွေ့ပြီးရတာဖြစ်နိုင်မှာဆိုရင်တွေ့ပြီးတော့ဒါလိုက်ကိုယေຊုတင်ကြောင်းပြောပြတယ်ကျွန်တော်ကူစားပြောပြပါလို့လည်းမြစ်တယ်ရက်ဆိုတယ်တမဝတိချမ်းသာပါလေကြီးတဲ့အများကြီးတိုးတက်ပြီးလူနံတန်းနိုင်ပါစေဒီလိုရေတွန်းနေအများကြီးပြေးနိုင်ပါစေလို့ Quick Impact Project စီမံကိန်းကြေးရွာနှစ်အနေဖြင့်မန္တလေးတိုင်းဒေသကြီး မိထီလာမြို့နယ် စုရတန်းကျေးရွာကိုရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။စုရတန်းကျေးရွာဟာမိတီလာမြို့မှာကက်တရာလန်34မိုင်၊မြေသားလန်2မိုင်၊စုစုပေါင်း35မိုင်ခန့်ကွာဝေးပြီးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စည်ရင်းများအရာတောက်သုံးရေရှားပါတဲ့ကျေးရွာတရွာပဲဖြစ်ပါတယ်။စုရတန်းကျေးရွာဟာရခင်ကတောက်သုံးရေအတွက်မြေသားရေကန်းနှစ်ခုသာရှိပြီးနှွေရာဒီမှာရေကန်း6တပြင်းတောက်သုံးရေလုံလောက်စွာမရရှိတဲ့အတွက်နေ့စဉ်နေ့တိုင်း ရေကားများနဲ့ရေလူတန်းချင်းများဆောင်ရွက်နေရတဲ့ခြေရွာတွေရပဲဖြစ်ပါတယ်။စုရတန်းခြေရွာမှာအိမ်နောင်စု136စုလူဦးရေ960ဦးနေထိုင်လျက်ရှိပြီးအခြေခံပညာမူလနှင်းကျောင်းတစ်ကျောင်းဖုံတော်ကြီးကျောင်းတစ်ကျောင်းကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ခုရှိကခြေရွာနေဖြင့်စိုက်ပျိုးမွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြပြီးခြေရွာမှာနွားကောင်ရေ930ကောင်စိတ်ကောင်ရေ290ကောင်နဲ့ယာရီက920အီကရှိကောင် နှမ်းပြောင်းဝါစသည်တို့ကိုအထူးထားဆိုင်ပြုလျက်ရှိပါတယ်။စုရတန်းကျေးရွာမှာဆိုလာစွမ်းရည်အသုံးပြု၍တောက်သုံးရည်ရရှိရေးလုပ်ငန်းများကို အကောင့်ထည့်ပေါ်ဆောင်ရွက်ရန် Metal Stone Company မှ6ရက်3လ2024ရက်နေ့မှာ52ဒသမ1.3ညကျပ်တန်းဖြင့်တင်ဒါအောင်မြင်ခဲ့ပြီးတန်ရှင်းတဲ့ရေကောင်းရေတန်းရရှိရေးအတွက်စီမံကိန်းလုပ်ငန်းဆောင်ရွက်မိနေရအောင်ကွင်းစင်းတိုင်းတာခြင်းများဥစွာပြုလုပ်ခဲ့ကြ အဝီစီတွင်ဒူပေါ်ချင်းလုပ်ငန်းများကို18ရက်9လ2024ရက်နေ့မှာစတင်ဆောင်ရွက်ခဲ့ပါတယ်။တွင်းနဲ့ပေ900တူဖော်ခဲ့ပြီးလေးလက်မ GI ပိုက်ပေ900တက်ဆင်ခြင်း၊ဂါလန်2500ဆန်ရေကန်တည်ဆောက်ခြင်း7.6 kW ဆိုလာစနစ်တက်ဆင်ခြင်းလုပ်ငန်းများကို30ရက်9လ2024ရက်နေ့မှာအပြီးဆောင်ရွက်နိုင်ခဲ့ပြီးရေထွက်နှုန်းအနေဖြင့်တနအီလဂါလန်2000ထွက်ရှိပါတယ်။ ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့စမ်းသပ်ချက်အရရေရည်သွေးအနေဖြင့်7.3 pH level ရှိတဲ့အတွက်တောက်သုံးရန်သင့်လျော်ကောင်းမွန်တဲ့ရေကိုရရှိခဲ့ပါတယ်ရှင်။အပူပိုင်းဒေတာစိမ်းနှံဆိုပြေးရေးဦးစီးဌာနမှာဆိုလာစွမ်းအင်အသုံးပြု၍တောက်သုံးရေရရှိရေးလုပ်ငန်းများအားသတ်မှတ်ထားတဲ့စံနှုန်းများရရှိရန်နဲ့အချိန်မီပြီးစီရန်အချိန်မြင့်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးကျေးရွာအတွက်တန်ရှင်းတဲ့တောက်သုံးရေအသုံးပြုနိုင်ရန်အဝီစီတွင် ရေကန် 7.6 kW solar စနစ်နဲ့ဆက်ဆက်ပစ္စည်းများကိုကြေးရွာသူ30ရက်9လ2024ရက်နေ့မှာလွှဲပြောင်းပေးရခဲ့ပါတယ်။ကြေးရွာရေရရှိ ကော်မတီမှဦးဆောင်၍တန်ရှင်းတဲ့တောက်သုံးရေးစဉ်ဆက်မပြတ်ရရှိရေးနဲ့စီမံကိန်းမှာလွှဲပြောင်းပေးရလာတဲ့ဆက်ဆက်ပစ္စည်းများကိုရေရှည်အသုံးပြုနိုင်ရေးထိမ့်သိမ်းစောင့်ရှောက်ခြင်းများဆောင်ရွက်လျက်ရှိပြီးယခုအခါကြေးရွာမှာတောက်သုံးရေဖူလုံစွာရရှိနေပြီဖြစ်ပါတယ်ရှင်။ယခုလော တန်ရှင်းတဲ့တောက်သုံးရေးဖူလုံစွာရရှိရန်ကုညီထောက်ပံ့ပေးတဲ့အိန္ဒိယဆိုရနဲ့ပြည်သူများကိုစိုးရတန်းကြေးရွာမှာကြေးရွာသူကြေးရွာသားများရဲ့ဝမ်းသာပီတိကျေးဇူးတင်စကားများအားတင်ဆက်လိုက်ရပါတယ်ရှင်။တောက်သုံးရေရဆိုရင်လည်းအခုကျွန်တော်တို့ရွာမှာဆိုရင်ချိန်နဲ့မျှလုံလောက်မှုရရှိပါတယ်။ဦးချင်းဝမ်းဝမ်းပေးကြတဲ့အဖွဲ့ဝင်များကိုလည်းကျွန်တော်တို့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ရေချပါမှုပြဿနာကိုကျော်လွှားနိုင်ပြီးတော့ရေကိုလည်းလုံလောက်စွာရရှိသည့်အတွက်ဒီ အိန္ဒိယနိုင်ငံနဲ့စိမ့်စိုးအဖွဲ့အစည်းများကျွန်တော်တို့ကြေးရွာရဲ့ကိုစားကျွန်တော်ကကျေးဇူးတင်ရပါသည်ကြေးရွာလူကြေးရွာကအားလုံးဝမ်းသာလို့မဆုံးပါဘူးခင်ဗျာယခုလိုမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားညှဉ်းဆန်းစွာအကျိုးဖြစ်ထွန်းစေမယ့် Quick Impact Project စီမံကိန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရန် အကူအညီပေးရေးအစီအစဉ်ရမြန်မာနိုင်ငံလေပိုင်းအပူပိုင်းမိုးနဲ့ဒေသရှိ အမှန်တကယ်ရေရှားပါပြီးတောက်သုံးရေဖူလုံမှုမရှိတဲ့ကျေးရွာများမှာ ဆိုလာစွမ်းရင်အသုံးပြု၍ တန့်ရှင်းတဲ့တောက်သုံးရေးရရှိရေးကုညီထောက်ပံ့ပေးခဲ့တဲ့အိန္ဒိယဆိုရနဲ့ပြည်သူများကိုကျေးရွာသူကျေးရွာသားများရဲ့ကိုစားတယန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်တင်ဆက်လိုက်ရပါတယ်ရှင်။